ကိုတိုင်းပေါကောင်းမြို့နယ်ထဲမှာစစ်ကောင်စီတပ်ကမေလ26ရက်ဒီနေ့မွန်းလွဲ7နာရီကျော်မှာစစ်ကြောင်းထိုးပြီးနေအိမ်တွေကိုမိရှို့နေတယ်လို့ဒေသခံတွေကပြောပါတယ်။ပေါကောင်းမြို့ဘက်ကနေစစ်ကား3စီးနဲ့တိုက်ချောင်းကျေးရွာကိုဝင်ရောက်လာပြီးနောက်နေ့လယ်တနာရီကျော်မှာနေအိမ်တွေကိုမိရှို့နေတာလို့ဆိုပါတယ်။စကားဆိုင်ရွာတွေကနေမထွက်သေးဘူး။မိရှို့နေတာအဝေးကနေလှမ်းမြင်ရတယ်။မိခိုးလေးတွေတော်တော်ထွက်နေတာဗျ။ရွာကန်တွေကတော့အကုန်ထွက်ပြေးကုန်ကြပြီ။စစ်ကောင်စီတပ်ကလက်နက်ကြီးတွေပစ်ခတ်ပြီး ိုက်ချောင်းကြီးရွာကိုမိရှို့နေတာကြောင့်တော်လိုင်းရေးတပ်ဖွဲ့တွေဘက်ကလည်းလက်နက်ကြီးတွေနဲ့ပြန်လည်ပစ်ခတ်တိုက်ခိုက်နေတယ်လို့သူကဆက်ပြောပါတယ်။နောက်ထပ်ပေါကောင်းဒေသခံအမျိုးသားတဦးကလည်းဒီနေ့နေ့လယ်တနအီကျော်လောက်ကစတင်ကနေ့လယ်၃နာရီကျော်အထိတိုက်ချောင်းကြီးရွာဘက်ကနေလက်နက်ကြီးပစ်ခတ်တန်းဆယ်ကျင်းထက်မနည်းကြားနေရတယ်လို့ပြောပါတယ်။တိုက်ချောင်းကြီးရွာကိုမိရှို့နေတာကြောင့်တိုက်ချောင်း၊ကွန်းအောင်စု၊အိုင်ဇောက်၊ဘော်ရီကုံ၊တာကောက်၊မြောက်ခွေရဲချောင်းချာစတဲ့ခြေရွာကဒေသခံပြည်သူတွေဟာဘေးလွတ်ရာခြေရွာတွေကိုထွက်ပြေးနေရတယ်လို့ဆိုပါတယ်။ အင်ဂျီရီယာကျော်ရှိတဲ့တိုက်ချောင်းကျေးရွာကိုပြီးခဲ့တဲ့ဧပြီ30ရက်ကလည်းစစ်ကောင်စီတပ်ကတိုက်ပွဲဖြစ်ပွားတာမရှိဘဲဝင်ရောက်မီရှို့ခဲ့ရာလူနေအိမ်ခုနှစ်လုံးပျက်ကျခဲ့ရပါသေးတယ်။အလားတူပြီးခဲ့တဲ့ February 19ရက်ကလည်းတိုက်ချောင်းကျေးရွာအနီးမှာစစ်ကောင်စီတပ်နဲ့တော်လိုင်းရေးတပ်ဖွဲ့တွေထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး23ရက်နေ့မှာတော့တိုက်ချောင်းရွာကိုမီးဝင်ရှို့ခဲ့ရာလူနေအိမ်6လုံးမီးလောင်ကျန်းခဲ့တယ်လို့ဒေသခံတွေစီကသိရပါဗျ။